နဂနာပရင်ကျန်းအရှင်ကိုအကောင်လိုက်စားပြခဲ့လို့ရဲရွတ်ခြင်းကိုခံရတော့မဲ့နဂတော်တူပြည်သမျှလုံးမဲမင်္ဂလာပေါင်းမြန်မာနိုင်ငံမှာတော့တနေ့တမျိုးမရိုးရလျောင်ပွဲတွေကဇာတိုက်ဖြစ်နေတာပေါင်းဆယ်လီတွေရဲ့ပွဲတွေဘာသာရင်းနဲ့ဆိုင်တဲ့ပွဲတွေကစသဖြင့်မရိုးရအောင်ပါပဲအခုခါမှလည်း AR တိုင်းဖြာပုံမြို့နယ်အတွင်းရှိအိတ်တိန်မှာနဂနာပွဲကျင်းပရင်ဖြစ်သွားခဲ့တဲ့ခရက်ကအင်တာနက်ပေါ်မှာလူပြောင်းများနေတာပဲဖြစ်ပါတယ် မြန်မာလူမျိုးအများစုဟာဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်ကြတဲ့လူမျိုးတွေဖြစ်ပေမဲ့တစ်ဖက်မှာလည်းနတ်ကိုးကွယ်ယုံကြည်ကြတဲ့ရိုးရံဓလေ့တွေကလည်းရှိနေပြန်တာပေါ့မိယောဖလာရိုးရံဓလေ့တွေကိုလက်ဆင့်ကမ်းလာကြပြီးယနေ့ချိန်ထိထွန်းကားနေတာပေါ့ဗုဒ္ဓဘာသာဝင်တွေရဲ့အယူအယဖျားမတပါကိုးကွယ်ရမရှိလို့ပြောကြပေမဲ့နတ်တွေနဂါးတွေရှိတာကိုယုံကြည်ကြတဲ့သူတွေကတော့ပူဇော်ပါသမှုတွေလုပ်ပြီး စီးပွားရေး၊ကျန်းမာရေး၊စတာတွေအတွက်လူရဆုတောင်းကြတဲ့ဒလိထုံတန်းကရှိနေခဲ့ပြန်ပါတယ်။နောက်ပြီးဖျားဆင်းထုတော်ရုပ်ထုတွေကိုဥသုံးချိန်ချကရှ िख ိုးကြလို့ရပြင်မဲ့နိုင်ရုပ်ထုတွေကိုတော့ဥခိုင်ယုံလောက်သာဥခိုင်ရပြီးထေချင်းငါးဖားနဲ့ရှ िख ိုးပူစရာမျိုးတွေလုံးလုံးမရပါဘူး။နကနာပွဲတွေကိုအထူးသဖြင့်နယ်ဘက်တွေမှာအတွေ့များပြီးနကနာပွဲတော်ဆိုတော့နတ်တွေကိုယုံကြည်ကြတဲ့ခွနရသားသမီးတွေကအကတော်တွေကိုခေါ်ပြီးတော့မိမိတို့ရဲ့ဆိုင်းရပိုင်းရနတ်တွေကိုပူဇော်ပတ်သကြတာပါ။ မြန်မာနိုင်ငံမှာအတွင်း38မင်းအပြင်38မင်းဆိုပြီးယုံကြည်ကြတဲ့နှက်တွေရှိပါတယ်။နှက်တွေရဲ့လူပဝါကဖြစ်ချောင်းကုန်စင်တမိုင်းချောင်းတွေကလည်းရှိနေပြီးသားဖြစ်ကောင်းမြို့နယ်ဒေသလိုက်နှက်ပူစောတဲ့နီလန်းကလည်း꽌ပြနေခဲ့ပါတယ်။ဒါပေမဲ့လက်တလောပြန့်နှံ့နေတဲ့နကနာဖွဲကသတင်းကတော့အတော်လေးကိုလူပြောင်းစရာဖြစ်နေခဲ့တာပေါ့။နကတော်အောင်ကိုမင်းဆိုသူကနကနာဖွဲကျင်းပနေစဉ်အတွင်းမှာကြက်အရှင်ကြီးကိုအစိမ့်လိုက်တခါရင်ဝါစာဖြစ်ခဲ့တာပေါ့။ ဒါကိုနောက်ပွဲလာကြည့်သူပရိသတ်တို့ကဗီဒီယိုရိုက်ကူးက Facebook ပေါ်ကိုတင်လာခဲ့တာကြောင့်အားလုံးကနောက်ကတော့အောင်ကိုမင်းကိုဘောတပုံထားနေကြတာပဲဖြစ်ပါတယ် ဘယ်နဲ့ရိုးရမမအခုလိုချက်အရှင်လိုက်စားပြတာမျိုးတွေရှိတာကြောင့်အောင်ကိုမင်းအားနမဲကြီးချင်းလို့တမင်တကာတရိတ်ဆန်တကောင်ကိုစားပြနေတာဖြစ်မယ်ဆိုပြီးမှတ်ချက်ပေးနေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်နဂရောအောင်ကိုမင်းကိုမြန်မာနိုင်ငံဒေဝပညာရှင်စီကန်ထိန်းသိမ်းရေးကော်မတီကအရေးယူမဲ့အကြောင်းကြားစာထုတ်ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒီလိုအရင်ယူမဲ့စာထွက်လာခဲ့တဲ့အပေါ်မှာလည်းနကနာစီတယောက်ကနကရောအောင်ကိုမင်းလုံးဘာသာရေးကိုဗန်းပြပြီးအသင့်တော်မပြုမှုအပ်တဲ့အရာတွေကိုလုံပြနေတဲ့သူတွေကိုအခုလိုအရင်ယူမဲ့စာထွက်ပေါ်လာတဲ့ဘုံကျဉ်းနှမိတယ်လို့ဆိုပါတယ် ်။နောက်ပြီးသူတို့ရဲ့နတ်ကတော်အဖွဲ့အစည်းမှာဆုံးရလဲအခုလိုတရိတ်ဆန်တကောင်ကိုအရှင်လက်လက်စာပြတာမျိုးကမရှိတာကြောင့် နဂရောအောင်ကိုမင်းဟာငွေရလုံးလှူဆောင်နေတဲ့နဂရောအတွရောင်ဖြစ်မယ်လို့ထင်ကြည့်ပေးခဲ့တာပေါ့တဖက်ကကြည့်မယ်ဆိုရင်တော့နဂရောအောင်ကိုမင်းကကြက်အရှင်ကြီးကိုစားပြောင်းနေတဲ့အချိန်မှာအမှန်တကယ်နဝင်ပူးနေတာကြောင့်သေပြီးသားလားအရှင်လားဆိုတာမခွဲခြားမိတာဖြစ်မယ်ဆိုပြီးအမျိုးမျိုးမှတ်ချက်ပေးနေကြပါတယ်အမှန်တကယ်ပဲနဝင်ပူးနေတယ်ဆိုရင်တော့ကြက်အရှင်လက်လက်ကြီးကိုစားပြောင်းနေတဲ့အချိန်နဲ့ထိမရောက်အောင်ဝက်စီစဉ်သူတွေအနေနဲ့ထိ ंछ ုပ်ထားတဲ့နဲ့ဆိုပြီးဝေဖန်ထောက်ပြနေကြပါတယ်နှက်တွေပူဇော်နေတဲ့ရှေ့မှာမယုံမသိနဲ့ရွှန်ရှာဆက်ဆုပ်စရာအပြုမှုလုံရက်တွေကြောင့်နှက်တွေကိုပူဇော်ပတ်သားကြတဲ့ ခုနှစ်ရက်သားသမီးတွေအတွက်လည်းအယူအဆမှတွေရသွားနိုင်လို့ဆင်ခြင်ကြပါဆိုပြီးသတိပေးနေကြတာပဲဖြစ်ပါတယ်။နောက်ပြီးဒေဝပညာရှင်အသင်းအနေနဲ့လည်းနဂရောအောင်ကိုမင်းကိုထိထိရရောက်ရေးယူဖို့တောင်းဆိုလာကြတာပေါ့။ပရိသတ်တို့အနေနဲ့ရောနတ်ပွဲလန်းစဉ်တွေအတိုင်းမဟုတ်ဘဲတန့်အရှင်ကြီးကိုစပြခဲ့တဲ့နဂရောအောင်ကိုမင်းအပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်တမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။